င်္ဂလာပါခင်ဗျာကျွန်တော်တို့တင့်ခန့်မျိုး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ Channel လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးပေးဖို့လည်းတောင်းဆိုပြရစီခင်ဗျာအတိတ်တော့သတင်းတွေကိုသိရှိနိုင်စေရေးအတွက်ဒီနေ့မှရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာပေးတဲ့ကြီးမင်္ဂလာပါခင်ဗျာကျွန်တော်ယခုတင်ဆက်ပေးမှာတော့ Who put Bella in the White Camp ဘသူကဘယ်လာကိုဝိုင်းကန်ဆိုတဲ့တပ်ပင်ကြီးတဲ့ထည့်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ1943ခုနှစ်အေဘယ်လာတို့ကခလေးလေးယောက်ဟာ ကလမ်တောင်တန်းကြီးမှာရှိတဲ့ကာဘမက်စတိတ်ဆိုတဲ့တတော်တဲ့ကိုငှက်ဥရှာဖွေဖို့သွားကြပါတယ်တကယ်တော့သူတို့ဟာတခြားသူပိုင်ချန်တွင်တို့ခိုးရောက်ပြီးရှာဖွေကြခြင်းဖြစ်ပါတယ်တူးဖြစ်တဲ့တွင်ကတော့ဝိုင်းကန်တပ်ပင်ကြီးတွင်ထဲမှာလူယိုးကောင်းတစ်ခုကိုတွေ့ခဲ့ပြီးအဲ့အကြောင်းကိုမိဘတွေကိုပြောခဲ့ပါတယ်ရဲများရဲ့စုံစမ်းမှုအရရဲတွေဟာသူပြထားတဲ့နေရာကိုသွားကြည့်ရမှာ တစ်ပင်တွေကအမျိုးသမီးရဲ့အရိုးတစ်ခုလုံးကိုတွေ့ရှိခဲ့ပြီးဇပင်အချို့ကတော့ကျန်ရှိနေသေးဖြစ်ပါတယ်။အဲ့တစ်ပင်ရဲ့အနီးမှာလည်းလက်တစ်ဖက်ကိုလည်းတီးကြားတွေ့ရှိခဲ့ပါတယ်။အဆိုပါအရိုးများကိုပညာရှင်ကြီး Professor Jane Webster မှဆန်းသက်ချက်ပြုလုပ်ရာတွင်အမျိုးသမီးမှာအသက်35နှစ်လောက်ရှိပြီးအရက်မှ9ပေဝန်းကျင်ရှိပါတယ်။ဇပင်ဖြူနည်းနည်းနဲ့မိခင်တူဦးဖြစ်ပြီးမိင်္ဂလာဆောင်လက်စွပ်ကိုစောင့်ထားပါတယ်။ သူမဟာတည်ဆုံးမှုမကြခင်အတွင်းမှာပင်အဲ့တစ်ပင်တွေတို့ထဲထားခြင်းဖြစ်ကြောင်းယူဆကြပါတယ်။တည်ဆုံးမှုအကြောင်းရင်းအနေနဲ့လဲပါဇက်ပိတ်ထားတဲ့တဖတာဝစ်စာကြောင့်လေချောင်းပိတ်ခြင်းဖြစ်နိုင်ကြောင်းခံမှန်းထားပါတယ်။ဒါပေမဲ့တချို့ကတော့အဲ့ဝစ်စုံဟာကလေးတွေကမတော်မဆဆွဲထုတ်လာတဲ့အချိန်ရှိနေတာဖြစ်တယ်လို့လဲယူဆကြပါတယ်။ နောက်ထပ်တန်တရားအမြင်များအနေဖြင့်အမေရိကန်စစ်သားများဖွဲ့ကတိုက်ခိုက်မှုတစ်ခုအဖြစ်သို့မဟုတ်တဲခုနေတဲ့မြို့ခံမင်္ဂလီတူကိုပြစ်မှုတစ်ခုလိုတက်ဖြတ်ပြီးတစ်ပင်တွေထည့်လိုက်တာလားဆိုတာမျိုးဖြစ်ပါတယ်။ဒီမှာမှာသွားပြစ်ပြစ်မှုနဲ့သက်ဆိုင်တဲ့ချက်တွေရှိပြီးတတ်မှတ်မရတဲ့ပုံစံတူဖြစ်တာကြောင့်တော်လန်ရေးအနာရေးဖွဲ့စည်းသူတူလားဆိုတာလည်းထပ်မံစဉ်းစားနိုင်ပါတယ်။မာဂရက်မာရီဆိုတဲ့နာမည်ကြီးသူတည်မြတ်တနာပြုသူကတော့ရှိခိတွင် Hanok Glory ဆိုတဲ့မှော်ပစ္စည်းအတွက်အသုံးပြုဖို့လက်တစ်ဖက်ကိုဖြတ်ယူပြီးမှော်တက်အတွက်အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့လည်း theory ကိုတင်ပြခဲ့ပါတယ်။ အဒီဖြစ်ရဖြစ်ပြီးနောက်တစ်နှစ်ကြာ1944ခုနှစ်တွင်အင်္ဂလန်နိုင်ငံဘာမင်ဂမ်မြို့ရှိဟာကလေးဝူးဆိုတဲ့နေရာပေါ်မှာဂရက်ဖီတီစာသားများကိုရေးသားထားတာကိုလည်းတွေ့ရှိရပါတယ်။အဲဒီစာသားရေးသားချက်များကြောင့်လူတဦးတယောက်ရဲ့လှည့်ဝဲမှုတစ်ခုပေါ်သတိပေးတဲ့အနေနဲ့ဖြစ်နိုင်တယ်ဆိုပြီးလူတွေကြားထဲမှာလည်းတန်တရားတွေတက်လာခဲ့ပါတယ်။တဲ့တဲ့တခုနေနဲ့တူပျောက်ဆုံးနေစေဖြစ်တဲ့ဘဲလာရဲ့အကြောင်းကိုယခုချိန်ထိလည်းသိရှိနိုင်တဲ့အချက်လက်တခုမှမရှိပါဘူး။သူမရဲ့ရိုးတွေကိုလည်းဆိုအပ်ကထိမ့်သိမ်းချခြင်းမရှိတာကြောင့်ပျောက်ဆုံးသွားပြီလည်းဖြစ်ပါတယ်။ ထို့သို့ဖြစ်လာတဲ့အချိန်မှာတော့ Harklewood နေရန်ဘော်က Graffiti Sada Who Put Bella in the Wine Can ဟာပဲလူတွေကိုအဖျက်ကိုသတိရစေတဲ့တခုတည်းသောတက်သေးပဲဖြစ်နေပါတော့တယ်။မိသူတဦးဖြစ်ဖြစ်အဲ့ဒီမိမဟာအင်္ဂလန်နိုင်ငံရဲ့တမိုင်းမဖြစ်ရှင်းနိုင်တဲ့အမှုတွေနဲ့ထူးဆန်းမှုတွေကတစိမ့်တမိုင်းဖြစ်တက်တန်းရှည်အောင်ကြံ့ရင့်နေပါခဲ့ပါတော့တယ်။သူမကိုတက်ခဲ့တဲ့သူရဲ့အမှန်တကယ်သူလဲဆိုတာလဲသိနိုင်ဖို့ကမျှော်လင့်ချက်နေသွားပါပြီ။ပေတက်ကြီးကရောသူမကိုတက်ပြီး တစ်ပင်နဲ့ကိုထည့်ခဲ့တာဘယ်သူဖြစ်နိုင်မလဲဆိုတာကိုတော့တွေးကြည့်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ